။ကွာရှင်မီကြားထဲမှာတဲ့ပြန်ပေါင်းထားတာတဲ့အတူအခဲကြလဲတဲ့ခྱི་တူသွားတာတဲ့စာချုပ်ပြက်ပြေလာတဲ့။ကွာရှင်ထားတယ်တရားရုံးမှာကွာရှင်ထားတယ်အပြင်မှာကွာရှင်ထားတယ်အတိတ်တည်းနဲ့ကွာရှင်ထားတယ်။ကွာတော့ကွာရှင်ထားတယ်ဒါပေမဲ့ပြန်ပေါင်းတယ်ပြန်ပေါင်းတဲ့အချိန်ကာလမှာဘလို့ပြန်ပေါင်းတာလဲ။ခိုးပြီးပေါင်းတင်တာလား။လူသိရှင်ကြပေါင်းတင်လာလူသိရှင်ကြပေါင်းတင်နေဆိုတဲ့နေရာမှာလူသိရှင်ကြဖျားအတူသွားတာပွဲတွေအတူတူသွားတာเนาะနောက်ထပ်တစ်ခုကလူသိရှင်ကြဘာတွေလှုပ်ထားလဲဥမာနေနဲ့ မင်္ဂလာဆောင်တူတူတက်တာเนาะဖះရေပေါ့เนาะဖះចောင်းកံအလှလုတ်တာအာဒီလိုမျိုးတွေအလှလုတ်တဲ့နေရာမှာအတူတူတွေပြုတ်လုထားလာဒီလိုမျိုးတွေဆိုရင်ဒီလိုမျိုးတွေတတ်တည်ရှိရယ်ဆိုရင်ဒါပြန်ပေါင်းတာတရားဝင်နေဒီလိုမှမဟုတ်ဖဲနဲ့အိမ်ယုံလေးပဲเนาะအာညာကြီးချိန်မတော်လာတယ်မနဲ့ဝီလီဝီလင်းအောင်ပြန်ထွက်သွားတယ်ဒီလိုပဲဖြစ်ဖြစ်ဟိုတယ်မှာဘသူမှမသိအောင်ပြန်ပြီးတော့အိတ်လိုက်တာပဲဖြစ်ဖြစ်ပြန်ပြီးတော့ပေါင်းသင်းတာပဲဖြစ်ဖြစ်ဒီလိုမျိုးတွေဆိုရင်တော့ဒါကတရားမဝင်ဘူးเนาะ ပြန်ပေါင်းသိနေဒါပေမဲ့တရားဝင်ပေါင်းသိတာမျိုးပဲဖြစ်သွားလိမ့်မယ်တကယ်လို့ပြန်ပေါင်းသိမယ်လို့ကိုဘက်ကနေပြီးတော့အာဆုံးဖြတ်ထားတယ်ကိုဘက်ကလည်းပြန်ပေါင်းသိမယ်လို့ဆုံးဖြတ်ချက်ချထားတယ်နှစ်ယောက်စလုံးကလည်းသဘောတူတယ်ဆိုရင်တော့အဓိကအနေနဲ့လက်ထပ်စာချုပ်ပြန်လောက်တာကတော့အကောင်းဆုံးဖြစ်လိမ့်မယ်ပေါ့နော်ပေါင်းသိနေဆိုတဲ့နေရာမှာလူတိနဲ့ကြပေါ့နော်လူလဲတိရမယ်နာလဲကြရမယ်ပေါ့နော်ပအဝင်ရှင်ကလူတွေလည်းတိရမယ်ဒီလိုမျိုးပဲပြန်ပေါင်းသိမှာခိုးချောင်ခိုးဝက်ပြန်ပေါင်းသိမှုမျိုးမင်းကလေးတွေအနေနဲ့လက်မခံသိဘူးပေါ့နော်ဘာလို့လဲဆိုတော့နောက်ပိုင်းမှာပြဿနာတွေတက်လာနိုင်တယ်ဒီလူကနောက်တစ်ခါ အပထမတစ်ခေါက်ဖောက်ပြန်လို့ကွာလိုက်တယ်အေးဒါမဲ့ तू ကတောင်းမှလို့မျိုးပြန်ပေါင်းလိုက်တယ်နော်ဒီလိုမျိုးတွေအတိုင်းသာဒီလိုမျိုးအတိုင်းသာတစ်ခုဆိုရင်တော့ကိုယ်နေနဲ့ပြန်ပေါင်းတဲ့အခါမှာပြန်စဉ်းစားရမယ်လူသိရှင်ကြပဲပြန်ပေါင်းမှာလူသိရှင်ကပြန်ပေါင်းတာမဟုတ်ဘဲနဲ့ခိုးချောင်ခိုးကပြန်ပေါင်းလို့မှ तू ဖောက်ပြန်သွားရဆိုကိုယ်နေနဲ့ဘာမှလုပ်နိုင်မှာမဟုတ်ဘူးနော်ဒါကမင်းကလေးတွေအခုနောက်ပိုင်းမှာတော်တော်များများကွာရှင်းတယ်တောင်းမှလို့ပြန်ပေါင်းတယ်မှားတတ်တဲ့အမားတွေဒီလိုမျိုးတွေတော်တော်မှားနေကြတယ်ပေါ့နော်ဒါလေးတစ်ခုတတိထားလို့ရအောင်ပေါ့နော် တစ်ဖက်ယောက်ျားမယားကြီးရှိတဲ့မျိုးနဲ့တစ်ဖက်ကမိန်းကလေးတွေကိုချင်းချောက်တာကြဘလို့လုံးရမလဲဆိုတော့ကိုနေကအိမ်အောင်တဲ့မျိုးသားတယောက်နဲ့မတိဘဲနဲ့သွားပြီးပတ်သက်လိုက်တယ်။ပတ်သက်ပြီးတဲ့နောက်မှာအိမ်အောင်တဲ့မျိုးသားမန်တီလို့ကိုကတော့နောက်ဆုတ်လိုက်တယ်။ဒါပေမဲ့ဒီမျိုးသားနောက်မဆုတ်ဘူး။နောက်မဆုတ်လို့သူ့မျိုးသမီးကိုသွားပြောတယ်။သူ့မျိုးသမီးကလည်းကောင်းကောင်းမွန်မွန်ပြန်မပြောဘဲနဲ့နေရမရင်ငယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဒီလိုမျိုးတွေလာပြီးဆဲဆိုပြီးတော့လူမျိုးတွေတောင်းကျမ်းထားတယ်ဆိုရင် ကိုအနေနဲ့ဒီမျိုးသားချင်းရောက်လာတဲ့တက်တွေကိုယူထားသူ့မျိုးသမီးကိုတော့ပြောမနေနဲ့တော့သူ့မျိုးသားဘက်ကလွန်းလွန်းကျူးကျူးဖြစ်လာတဲ့ဆိုရင်ကိုအနေနဲ့ yes ကန်ကိုတိုင်ပါလားနော် yes ကန်ကိုတိုင်ပါလားဒါမှမဟုတ်ဘူးအခြေခြေတွေမဖြစ်ချင်လို့မိုးအေးစစ်စစ်ပဲပြီးချင်လို့ဆိုရင်ဒီထောက်ထားတွေဒီထောက်ထားတွေရှိတယ်ဆိုပြီးတော့ရှင်နေနဲ့ဥရီလန်းချောင်းရာ notice ပို့ပါလားဒီလို notice စာပို့လို့မှသူ့အနေနဲ့ရက်တက်မသွားဘူးဆိုရင်တော့ကိုကလည်းလှုပ်ရှားရှိတာဆက်လုပ်ရတော့မှာပေါ့နော်အဲသူမျိုးသမီးကိုတော့ပထမဦးဆုံးအတိပေးလိုက်အတိပေးတဲ့အချိန်မှာလည်းတချို့မျိုးသမီးတွေကရှိတယ် သူတို့ယောက်ျားရဲ့စကားကိုပဲသူတို့ယုံကြတယ်ဒီလိုယောက်ျားတွေကကြတော့လေနေသူမိန်းမရှိကြတမျိုးသူမိန်းမရှိကြတော့ဒီမိန်းကလေးက like ကတ်နေတယ်လို့ပြောတယ်အဲသူတို့မရကြီးရှိမှကြဒီမိန်းကလေးက like ကတ်နေတယ်လို့ပြောတယ်နောက်တစ်ခုကသူတို့နိုင်လို့ရတယ်ကြောက်တတ်တဲ့မိန်းကလေးတွေဆိုရင်လေငါ့ကိုဆက်သွယ်မလို့ရင်နင့်ကိုအိမ်ထိလာမှာပါလုံးမှာညာလုံးမှာအရင်တော့ကပတ်သက်ခဲ့တဲ့အရာတွေကို line မော်တယ်မှာဒီလိုတွေချင်းချောက်တဲ့တကယ်တမ်းကြတော့လေသူတို့ချင်းချောက်တိုင်းကြောက်နေမှာဆိုရင်ကိုဘွားကဒီခေတ်ကနေလွတ်မှာမဟုတ်ဘူးเนาะ သူတို့ချင်းချောက်တိုင်းမကြောက်နဲ့ကြောက်စရာလည်းအကြောင်းရင်းမရှိဘူးထောင်ကြရင်သူတို့ကြမှာနော်ကိုယ်အနေနဲ့ကရဲရဲဝင်းဝင်းရင်ဆိုင်ဖို့ပဲလိုတယ်နော်အရာအားလုံးကိုပုံရှုပ်ကွယ်ရှုပ်လုပ်နေရင်တိခန့်နေရင်တိခန့်တဲ့လူကိုလူတွေကပို့ပို့ပြီးတော့ကြတော့ဆိုးလာလိမ့်မယ်အဲ့ဒီအတွက်ပေါ်တင်ဖြည့်ရှင်းမှာအဲတို့တို့ချင်းချင်းတို့တို့ချင်းချင်းလုပ်နေတာထက်ဆိုင်ပေါ်တင်ဖြည့်ရှင်းတာတော့အကောင်းဆုံးဖြစ်လိမ့်မယ်နော်